မင်္ဂလာညချမ်းလေးပါရှင်ဒီဇင်ဘာလတရနေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့အင်ချူမေပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တီတာယူမုံဦးဆောင်တဲ့အဖွဲသားတွေစီးနင်းလိုက်ပါလာတဲ့ကာဂျားပြတ်တိုက်ခိုက်ခံရပြီး၅ဦးသေဆုံးတဲ့သတင်းသမနာရွာကိုစစ်ကောင်မရှင်တပ်ကဂျိုင်းဟူကော်ပတာနဲ့ပုံကျဲလို့ဆရာတော်တပါအပါအဝင်ကိုဦးထိခိုက်ဒဏ်ရာရက9ဦးသေဆုံးတဲ့တဲ့တွင် အာကာသနည်းပညာတိုးတက်လာရန်ဆောင်ရွက်နေကြောင်းစစ်ကောင်းဆောင်ပြောတဲ့တင်ပြည်နဝရေးတရားထိတ်မှာငါးမြင်းဆောင်နဲ့စစ်တပ်မြင်းဆောင်မပုံနေကင်ဆောင်ထားသူတွေကိုစစ်ကော်မရှင်ကဖမ်းဆီးစစ်ဆေးနေတဲ့တင် CDM ဆရာဝန်အမျိုးသမီးတအူးကိုမင်းကင်းပါလာဖားကဖမ်းဆီးတဲ့တဲ့င်းအကျဉ်းထောင်တွေကလွတ်ရနေသူတွေနဲ့နိုင်ငံရေးပုံမှန်တချို့နဲ့ကြာနေသူတွေကိုအနှဲငယ်လွတ်ပေးနေတဲ့တဲ့င်း က်ကတ်တို့အကြောင်းပေးရနေရပြန်လာတဲ့အကြောင်းသူမိုင်းနေပြီလို့ခြေောက်တစ်ဖက်ပြတ်သွားတဲ့တဲ့ရင်ရှိပေးကြောင့်သီရိလင်္ကာမှာအရေးပေါ်အခြေအနေကြီးညာတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တီရာယုမုံဦးဆောင်တဲ့အဖွဲ့သားတွေလိုက်ပါစီးနင်းလာတဲ့ကားဂျားပြတ်တိုက်ခိုက်ခံရပြီး၅ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းချမ်းမြို့နယ်တီရာယုမုံဦးဆောင်တဲ့အဖွဲ့သားတွေ လိုက်ပါစီးနှင်းလာတဲ့ကားကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာပြူ၅ဦးသေဆုံးခဲ့တယ်လို့ပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ29ရက်မနက်7:00နာရီဝန်းကျင်ခန့်ကညာဦးမြင်းချံလမ်းမိုက်မှာတရားရုံးမှဦးဆောင်တဲ့အဖွဲ့သားတွေလိုက်ပါလာတဲ့ကားကိုပခုတ်ကူပကဖကရဲဘော်ဒီနဲ့ရဲဘော်တပ်ဘူးတို့ဦးဆောင်တဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်10ဦးကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တီရာယုမုံအဖွဲ့သားတွေကင်းပတ်ချင်းအပြစ်ခံရတာတီရာယုမုံမပါဘူး။ ကားပေါ်ပါလာတဲ့အဖွဲ့ဝင်အကုန်နေရာမှာတင်သေးတယ်လို့အမျိုးဖော်လို့သူတဦးကမြို့တော်ကိုပြောပါရယ်အဆိုပါပြစ်ခတ်မှုကြောင့်ကားပေါ်မှာပါလာတဲ့ပြူစောတီအမျိုးသားတဦးအမျိုးသမီး၄ဦးစလုံးတေဆုံးခဲ့တယ်လို့သိရတဲ့အပြင်ပြူစောတီတွေထံမှာ G4 တနတ်တလက်ကားပိုင်း၂လက်နဲ့ကြီးအများပြားသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါရယ်အဆိုပါပြစ်ခတ်မှုဖြစ်ပွားပြီးတနအီခွဲလောက်ကြာမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေရောက်ရှိလာကအနီးနားရှိကျေးရွာတွေဘက်ကိုရန်တမ်းပစ်ခတ်ပြီးအလောင်းတွေတင်ဆောင်သွားတယ်လို့လည်းသိရပါရယ်ရှင် ဒုတိယသတင်းတပုတ်အနေနဲ့ခြားမနာရွာကိုစစ်ကောင်မရှင်တပ်ကဂျိုင်းဟိုကော့ပတာနဲ့ပုံကျဲလို့ဆရာတော်တပါအပါအဝင်ပြည်သူ့ကိုဦးထိခိုက်ဒဏ်ရာရကနှစ်ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းခြားဦးမြို့နယ်ခြားမနာရွာကိုစစ်ကောင်မရှင်တပ်ကဂျိုင်းဟိုကော့ပတာနဲ့ပုံကျဲတိုက်ခိုက်လို့ဒေသခံပြည်သူ့ကိုဦးထိခိုက်ဒဏ်ရာတွေရခဲ့ကနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ30ရက်မနေ့ကခြားဦးမြို့နယ်ခြားမနာရွာကို စစ်ကောင်မရှင်တပ်ကလေကြောင်းကနေဂျိုင်းဟိုကော်ပတာနဲ့နှစ်ကြိမ်ပုံကျဲခဲ့တယ်လို့သိရပြီးဒေသခံတွေထိခိုက်ဒေဆုံးခဲ့တယ်လို့သိရပါဗျ။နေ့လယ်3နာရီလောက်နှစ်စီးနဲ့လာကျဲတာပထမမကျဲသေးပဲအပေါ်မှာပဲဝဲနေသေးတာပြီးမှအပေါ်ကနေကျဲချတာရွာပေါ်တက်တက်ကျဲတာအိမ်တွေအကုန်မီးလောင်နေဖုန်ကြီးတစ်ပါးရောပဲထိခိုက်တာလူလဲသေးတယ်လို့ဒေသခံတအူးကပြောပါဗျ။ပုံကျဲတိုက်ခိုက်တာကြောင့်ဌာမနာရွာကဆရာတော်တစ်ပါးနဲ့ အယတားဒေတာခံအပါအဝင်ကိုဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက်ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ပထမတလုံးမှာတယောက်သေသွားတယ်။ဒုတိယတလုံးမှာဆရာတော်တစ်ပါးနဲ့အယတားတွေထပ်ထီးတယ်။ခုရွာကသေတာ၂ယောက်တခြားသူတွေကခြေလက်တွေခေါင်းတွေမှာထိခိုက်ဒဏ်ရာရထားကြတာစိုးရိမ်ရတယ်လို့ဒေတာခံတူကပြောပါဗျ။ချောင်းဦးမြို့နယ်မှာပြီးခဲ့တဲ့နိုဝင်ဘာလပထမအပတ်လောက်ကချောင်းဦးမြို့နယ်ထွေအုပ်ရုံးကနေလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့လို့ငါးလုံးတင်ကြေးရွာထိပ်မှာစော့ကစားနေတဲ့ အသက်73နှစ်ဝန်းကျင်ကလေးငယ်တဦးအပါအဝင်ကလေးငယ်၄ဦးကိုထိမှန်ကသေဆုံးခဲ့ပါသေးတယ်ရှင်တတိယသတင်းတော်အနေနဲ့အာကာသနီးပညာတိုးတက်ရန်ဆောင်ရွက်နေကြောင်းစစ်ကောင်းဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်မိမိတို့နိုင်ငံမှာအာဂါဒနီးပညာတွေခင်းတဲ့အညီဖွံ့ဖြိုးတိုးတက်လာစေဖို့ရည်မှန်းချက်ထားပြီးဆောင်ရွက်နေတယ်လို့အာနာသိန်းစကောင်းဆောင်ကပြောဆိုထားပါဗျ။မနေ့ကနိုဝင်ဘာလ30ရက်မနက်ပိုင်းမှာရန်ကုန်မြို့ပြည်သူ့ရင်မြင့်အတွင်းက အာဂါဒပြတ်တရန်ကုန်ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ခွင့်လှစ်ပေးချိန်မှာသူကအခုလိုပြောကြားခဲ့တာပါစစ်ကောင်းဆောင်တဲ့အဖွဲ့ဟာပြားရိုက်ဆိုင်းဘုတ်ကိုစကလုံးနဲ့ခွင့်လှစ်ပေးပြီးတိတ်ပံတဲ့တက်ဆိုင်နဲ့ဒီပြားရိုက်ရဲ့ကပီးမော်ကွန်းကိုတော့အမွေးနဲ့သားရီတွေနဲ့ပတ်ဖြန်းပေးခဲ့ကြပါတယ်စစ်ကောင်းဆောင်ဟာမိန့်ခွန်းပြောကြရမှာဒီနေ့အာဂါဒပြတ်တရန်ကုန်ကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်မိမိတို့နိုင်ငံမှာရှိတဲ့ကျောင်းသားကျောင်းသူမျိုးဆက်သစ်လူငယ်တွေအနေနဲ့စာအုပ်တွေမှာဖတ်ခဲ့ရတဲ့ရုပ်တံတွေမှာမြင်တွေ့ခဲ့ရတဲ့ အာဂါဒတွင်ဆီလိုမဲ့ဒုံမြန်တွေအာဂါဒမှာလက်ပတ်သွားလာမဲ့ဂျိုရူတွေအာဂါဒတွင်စူးစမ်းလေ့လာမဲ့အာဂါဒယင်းတဲ့ယင်းမှုတွေဂျိုတွေနက်ခတ်တာယာတွေအစားရှိတဲ့အာဂါဒဆိုင်ရာဘုဒ္ဓရာတွေအကြောင်းအရာတွေကိုပြတိုက်အတွင်တစုတစည်းတဲ့စူးစမ်းလေ့လာခွင့်ရနိုင်တော့မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အာဂါဒနီးပညာတိုးတက်လာဖို့ဆောင်ရွက်နေတယ်လို့ပြောတဲ့အာနာဒိန်ကာလာမှာဆိုရှယ်မီဒီယာတွေကို VPN ခံပြီးသုံးနေရတာတော့အတော်ဆိုးတာပေါ့ဗျာ။တကယ်တိုးတက်ချင်တာလား တိုးတက်နေပါတယ်လို့ဝါရဖြန့်ကျင်လာလားဆိုတာကတော့မသေးကွဲဘူးပေါ့လို့ပြည်သူတဦးကမြို့တော်ကိုပြောပါတယ်။အာဂါဒပြတိုက်ကိုနိုင်ငံရဲ့အနာဂတ်မျိုးဆက်တဲ့လူငယ်တွေရဲ့အာဂါဒနဲ့တိတ်ပံဆိုင်ရာစိတ်ကူးစိတ်တမ်းတွေကိုနှိုးကြစေပြီးတင် जा နေတဲ့ကျောင်းသင်ခန်းစာတွေကိုကျော်လွန်ကအာဂါဒနဲ့တိတ်ပံဆိုင်ရာအိမ်မက်အစ်စ်တွေကိုမွေးဖွားပေးမယ်နေရာတစ်ခုဖြစ်လာစေရည်ရွယ်ပြီးအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ကြအောင်အာဂါဒပြတိုက်ကနေရရှိလာတဲ့အာဂါဒဤပညာဆိုင်ရာစိတ်ကူးစိတ်တမ်းတွေနဲ့လှုံ့ဆော်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ခင်မီဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုနိုင်မဲ့အနာဂတ်ရဲ့အာဂါဒရင်မှုတွေ သိပ္ပံပညာရှင်တွေအင်ဂျင်နီယာတွေနဲ့ကဏ္ဍအလိုက်ပညာရှင်တွေလည်းထွက်ပေါ်လာမယ်လို့ယုံကြည်တယ်လို့လည်းစေကောင်းဆောင်ကပြောဆိုကြတာကိုတွေ့ရပါတယ်။အာဂါဒပြတိုက်ရန်ကုန်ဟာ1989ခုနှစ်ကမြန်မာနိုင်ငံအစိုးရနဲ့ဂျပန်နိုင်ငံအစိုးရတို့ပူးပေါင်းတည်ဆောက်ခဲ့တဲ့နှက်ခတ်တာယာပြကန်းကို အခုလိုအာဃာတပြတဲ့အဖြစ်အစင်းမြင့်တင်တိစောက်ပြုပြင်ခဲ့တာဖြစ်ပါတယ်။အရင်ကအသုံးပြုခဲ့တဲ့ analog projection system စက်ပစ္စည်းတွေနေရာမှာခင်မီစက်ပစ္စည်းတွေဖြစ်တဲ့ digital projection system အနေနဲ့အစားထိုးလဲလှယ်တာအာဃာတနဲ့နက္ခတ်တရားဆိုင်ရာ ပြကန်းတွေအာဃာတစကန်းတွေနဲ့တခြားအာဃာတနိပညာဆိုင်ရာပြကန်းတွေအစားရှိတဲ့စိတ်ဝင်စားပွဲပြကန်းနေရာတွေကိုထပ်မံထည့်သွင်းပြသတာတွေဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်နယ်ဝရေးတရားထိတ်မှာငါးမြင်းဆောင်နဲ့ဆက်တင်မြင်းဆောင် မပုံနေကန်ဆောင်ထားသူတွေကိုစစ်ကောင်မရှင်ကဖမ်းဆီးစစ်ဆေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပြည်မြို့နယ်မှာရခိုင်မပုံနေကန်ဆောင်ထားသူတွေ၊စကိုင်းမပုံနေကန်ဆောင်ထားသူအမျိုးသမီးတွေနဲ့ခရီးသွားတွေကိုစစ်ကောင်မရှင်တပ်ကဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါဗျ။နိုဝင်ဘာလ30ရက်နေ့ကပြည်မြို့နယ်ဝရေးတရားစစ်ဆေးရေးဂိတ်မှာမပုံနေတွေစစ်ပြီးငါးမြင်းဆောင်စကိုင်းမပုံနေပါလို့ဆိုကအသက်40အရွယ်အမျိုးသမီးတအုပ်ကိုစစ်ကောင်မရှင်တပ်ကကားပေါ်ကဆင်ခိုင်းတာ ြမ်းကြမ်းတန်တန်ဆဲဆုံမြင်းမြန်းခဲ့တယ်လို့ဆိုပါတယ်။မူးနေကြတာလားဆေးကြောင်နေတာလားမသိဘူး။သူတို့မက်တူရွှေငါကားလေးနဲ့ဂိတ်ကိုလာစီရင်နဲ့ကားပေါ်ကအန်ဒီတယောက်ကိုအောက်ကိုဆင်းခိုင်းတာ။ငါမြင်းဆောင်ဆင်းခဲ့ဆိုပြီးရန်သူတယောက်လိုပြောဆိုတာ။ဟိုအန်ဒီကြီးကဒီပန်းတော်မှာအိမ်အောင်ကြနေတာ။အနည်း20ကျော်ပါပြီဆိုပြီးပြောတာကိုမူးမူးနဲ့အော်ဟစ်ပြောနေတာ။အန်ဒီကြီးကငိုရောကူကဆေးကြောင်နေတဲ့ကောင်တွေအရာရှိတွေဖြစ်နေတော့အတော်ခက်တယ်လို့ဒေသခံကားသမားတဦးကပြောပါရယ်။ စစ်ကော်မရှင်တပ်ကရခိုင်မပုံနေကင်ဆောင်သူတွေကိုလည်းအလားတူစစ်ဆေးတာတွေလုပ်နေပြီးရခိုင်မပုံနေကင်တဲ့သူဆိုဖမ်းဆီးကလူငယ်ဆိုရင်စစ်မှုထမ်းထဲပါထည့်တယ်လို့သိရပါဗျ။ရခိုင်ဆိုရင်ပြည်မာကကားပေါ်ကဆွဲချပြီးစစ်ထဲတန်းထည့်တာဗျာ။လူကြီးတွေဆိုရင်လည်း၃-၄ရက်လောက်ချုပ်ထဲထည့်ထားတာ။ဘာပြစ်ချမှမရှိလဲရခိုင်မပုံနေဖြစ်လို့ဆိုပြီးလို့ဒေသခံတဦးကပြောပါဗျ။စစ်ကော်မရှင်တပ်ကလုံခြုံရေးအကြောင်းပြကလူမှုရေးခွဲခြားပြီးရခိုင်လူမျိုးတွေကိုအဓိကဖမ်းဆီးကရခိုင်လူမျိုးတင်လာတဲ့လူနာတင်ရင်ဖြစ်ပါက အချိန်ဆွဲစစ်ဆဲတာကအဆလုတ်တယ်လို့သိရပြီးအဓိက14မြင်းဆောင်5မြင်းဆောင်3မြင်းဆောင်17မြင်းဆောင်မပုံနေကန်ဆောင်ထားသူတွေကိုအဓိကဖမ်းဆီးနေတယ်လို့သိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စီရီယံဆရာဝန်မျိုးသမီးတဦးကိုမင်းကင်းပါလာဖားကဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းကလေးခရိုင်မင်းကင်းမြို့နယ်မှာစီရီယံဆရာဝန်တဦးဖြစ်တဲ့ဒေါက်တာဒေါခင်တူတူလွင်ကို နိုဝင်ဘာလ30ရက်ကမင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ဒေါက်တာဒေါခင်တူတူလွင်ဟာမင်းကင်းမြို့နယ်စစ်ရုံမှာတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး2021ခုနှစ်ဆီယနာသိမ့်မှုအပြီးမှာအကြမ်းမဖက်အာဏာဖီဆန်ရေးစီဒီအန်လှုပ်ရှားမှုမှာပါဝင်ထားသူဖြစ်ပါတယ်။ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာပြီးခဲ့တဲ့2024ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ပြီးရဲ့နော်။ဒံယာရရဲဘော်တွေနဲ့ပြည်သူတွေကိုစေဝါကူတာမှုတွေဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။လက်ရှိမှာလည်းမင်းကင်းမြို့နယ်အတွင်းကပြည်သူတွေနဲ့တော်လိုင်းအဖွဲ့တွေကို ချင်းတွင်းမှတ်တည်ရဲ့ Human Mediterranean နဝအထောက်အပံ့နဲ့စေချမ်းမာရေးစောင့်ရှောက်မှုတွေပေးနေဆဲဖြစ်တယ်လို့သိရပါဗျ။ဒေါက်တာဒေါခင်တူတူလေးအနေနဲ့ပါအဖမှာလောက်ကိုင်းစင်းတော့ကတနတ်သုံးလက်ကိုလက်နက်မရှိတဲ့ local PDF အဖွဲ့တံကိုပေးခဲ့ဘူးလားရှိကြောင်းဒါကိုအခုမှပုံကိုရေးမုံတီမှုနဲ့လာဖမ်းတာဖြစ်တယ်လို့ပြောဆိုနေကြသူတွေလည်းရှိတယ်လို့သတင်းမြစ်တွေအရသိရပါဗျ။တကယ်ပြစ်မှုကျုံးလုံးလို့ဖမ်းမယ်ဆိုရင်တော့တော်လိုင်းဘက်ကအမျိုးသမီးရဲဘော်တွေနဲ့ဖမ်းတင်နေမြင်ပါတယ်။ CDN လည်းလုတ်ထားတယ် ကျမရေးဆိုင်ရာကုသမှုတွေကိုလည်းလှုပ်ပေးနေတဲ့သူတယောက်ကိုအခုလိုဆက်ဆံတာကတော့လူမြင်မကောင်းဘူးပေါ့တော်လိုင်းရေးပုံရိပ်ထိခိုက်ပါတယ်လို့စီဒီအန်ဝန်ထမ်းတအူးကမြို့တော်ကိုပြောပါတယ်စီဒီအန်ဆရာဝန်ဒေါက်တာဒေါက်ခင်တူတူလင်းကိုဖမ်းဆီးတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကရောအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဝန်ကြီးချုပ်ယုံဘက်ကပါတရင်တစုံတရာထုတ်ပြန်တာမျိုးမရှိသေးတာကိုတွေ့ရပါတယ်လက်တလောမှာလည်းဒေါက်တာဒေါက်ခင်တူတူလင်းဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး မင်းကင်းဒေသခံတွေကြားမှာမကျေနပ်မှုတွေရှိသလိုအ мян ဆုံးလုပေးဖို့ကိုလည်းမျှော်လင့်နေကြတယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကျဉ်းထောင်တွေကလွတ်ရနီးသူတွေနဲ့နိုင်ငံရေးပုံမှန်တချို့နဲ့ကြာသူတွေကိုအနှဲငယ်လွတ်ပေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းရမဲသိန်းမြို့ရမဲသိန်းအကျဉ်းထောင်နဲ့အကျဉ်းထောင်အချို့မှာနိုင်ငံရေးပုံမှန်905နဲ့52ကကြီးတွေကိုလွတ်ပေးနေတယ်လို့သိရပါတယ်။ဒီဇင်မာလာတရက်ဒီကနေ့မှာဖောက်ခွဲပုံမှန်9နဲ့905ကကြီး အမှုတပ်အချင်းချခံရသူလူငယ်၃ကိုရမဲသင်းထောင်ကနေဒီကနေ့လွတ်ပေးခဲ့တယ်လို့သိရပါဗါ2021ကဖမ်းခံရတာတရားဆက်ရုံတပိတ်မှာဖောက်ခွဲပုံမှ905ကကြီးနဲ့ထောင်နန်း၃နှစ်စီအချခံထားရတဲ့သူတွေပါလို့ဒေသခံတူကပြောပါတယ်ဒီကနေ့ဒီဇင်ဘာလတရနေ့မှာပဲမန္တလေးဦးဘိုတောင်ကအမျိုးသမီး9ဦးအမျိုးသား40ဦးလွတ်ပေးခဲ့တယ်လို့သိရပြီး ငင်းကြထောင်က24ဦးဒီကနေ့မှလွတ်ပေးခဲ့တယ်လို့သိရပါတယ်။လွတ်ရနေတဲ့သူတွေကိုလွတ်ပေးတာပါ50နှစ်ကကြီးတွေပေါ့။တရင်ထိုင်ချံအမှုတွေကိုဆွဲထားတာတွေလွတ်ပေးတာပါ။လွတ်ရနေတွေအများဆုံးပါတယ်လို့အချင်းထောင်တဲ့နှိစက်သူတဦးကပြောပါတယ်။ရွေးကောက်ပွဲမဲပေးနိုင်ရဲ့အတွက်လို့ဆိုကပြီးခဲ့တဲ့နိုဝင်ဘာလ26ရက်နေ့က905ကကြီးပြစ်မှုနဲ့တရားစွဲဆိုခံရတယ်9580ဦးရဲကထပ်ပြေးတိန့်ဆောင်နေသူတွေနဲ့ကြားနာနေတဲ့အမှုတွေကိုရာဇဝတ်ကျင့်သောဥပဒေပုံမှာ 912အရာစစ်ကော်မရှင်ကအမှုပိတ်သိမ်းတယ်လို့ကြေညာခဲ့ပြီးရဲ့နော်ခုလိုလွတ်ပေးတာတွေရှိလာတယ်လို့သိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တက္ကသိုလ်အကြောင်းပေးရနေရပြန်လာတဲ့အကြောင်းသူတဦးမိုင်းနေမီလို့ခြေထောက်တစ်ဖက်ပြတ်သွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်တနင်္သာရီတိုင်းပလောမြို့နယ်စင်ထိုးကြီးရွာမှာကျောင်းပေးရရွာကိုပြန်လာတဲ့တက္ကသိုလ်အကြောင်းသူတဦးမြေမြုပ်မိုင်းနေမီလို့ခြေထောက်တစ်ဖက်ပြတ်လို့ညီပါဖြစ်သွားတယ်လို့သိရပါတယ်နိုဝင်ဘာလ29ရက်နေ့ကဘိမ်းမြို့တက္ကသိုလ်မှာအကြောင်းတက်နေတယ် အသက်20ဝန်းကျင်ကျောင်းသူဟာကျောင်းပေးရမှာဇာတိဖြစ်တဲ့ပလောမျိုးစင်တော်ကြီးပါကိုပြန်လာပြီးဖခင်နဲ့အတူဖုန်ကြီးကျောင်းနဲ့တမယာသီးဝင်ခူရကမြေမြုပ်မိုင်းနေမိတာလို့သိရပါဗျ။သူ့အဖေနဲ့ဖုန်ကြီးကျောင်းကိုတွားရင်းနဲ့တမယာသီးဝင်ကောက်တာတမယာပင်ချင်းရင်းသားမှာမြေမြုပ်မိုင်းထောင်ထားတာကို သူကနင်းမိတာခြေချင်းဝက်ကပြက်လူနီးပါးဖြစ်သွားတာလို့ဒေသခံတူကပြောပါဗျ။တမယာပင်အောက်မှာထောင်ထားတဲ့မိုင်းကိုတနင်းမိရကပောက်ကွဲပြီးခြေချင်းဝက်ပြက်လူနီးပါးဖြစ်ခဲ့ကကြံတစ်ဖက်လဲထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။ ဒီမှာနှစ်ဖက်စီရေးကအလောက်မပြင်းထန်ဘူးမြေမြုပ်မိုင်းတွေထောင်ထောင်ပြီးထားတာကဆိုနေတာဒီဝါမှာမြေမြုပ်မိုင်းနေပြီလို့တရားနဲ့ခြေထောက်ပြက်တာ၁၀ရောက်ကျော်ပြီဘယ်အဖွဲကလုတ်တယ်မသိရဘူးလို့ဒေသခံတူကပြောပါတယ်စင်ထိုးကြီးရွာအနီးဘိတ်တဝဲကားလန်းနာမှာမိုင်းနေပြီလို့တေဆုံးသူတအုပ်ရှိခဲ့ပြီးဆယ်ဦးထက်မနည်းမိုင်းနေပြီလို့ခြေထောက်ဆုံးရှုံးတာတွေလည်းရှိခဲ့တယ်လို့သိရပြီးမိုင်းနေပြီတဲ့အကြောင်းသူကိုပလောက်စေးုံကြီးကတဆင့်တဝဲစေးုံကြီးကိုပို့ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ရှင် ောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရေဘေးကြောင့်တိရိလင်္ကာမှာအရေးပေါ်အခြေအနေကြီးညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ထိုင်း၊အင်ဒိုနီးရှား၊တိရိလင်္ကာ၊မလေးရှားနဲ့ဖိလစ်ပိုင်တို့မှာဖြစ်ပွားနေတဲ့ရေကြီးရေလျှံမှုတွေကြောင့်တေဆုံးသူ900ကျော်အထိမြင့်တက်လာနေပါတယ်။တိရိလင်္ကာနိုင်ငံမှာတော့နှစ်ပေါင်းများစွာအတွင်အဆိုးရွားဆုံးရေကြီးရေလျှံမှုနဲ့မြေပြိုမှုတွေကြောင့်တေဆုံးသူဦးရေဟာ330ကျော်ရှိလာပြီးရဲ့နော်။နိုင်ငံအရေးပေါ်အခြေအနေကြီးညာထားပါတယ်။လက်ရှိအချိန်အထိလူ900ကျော်ပျောက်ဆုံးနေပြီး အင်ဂျီ2000ခန့်ပျက်စီးသွားကလူသသိန်းကျော်ကိုယာယီခိုးလုံရနေရာတွေပြောင်းရွှေ့ပေးရတယ်လို့တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနကသတင်းထုတ်ပြန်ထားပါဗျ။ဆိုင်ကလုံးမုန်တိုင်းဒုဝါတိုက်ခိုက်ပြီးရနာနိုင်ငံရဲ့သုံးပုံတစ်ပုံခန့်ဟာလျှက်စင်ပြီးသို့မဟုတ်ရေပေးဝင်မှုမရရှိကြောင်းတာဝန်ရှိသူတွေကပြောပါဗျ။ဒါဟာနိုင်ငံသမိုင်းမှာအခက်အခဲဆုံးတဘာဝဘေးအန္တရာယ်ဖြစ်ပြီးပျက်စီးဆုံးရှုံးမှုမှာအလွန်ဆိုးရွားတာကြောင့်ပြန်လည်တိဆောက်ရေးအတွက်ခံမှန်းချက်မှာ မယုံနိုင်လောက်အောင်များပြားကြောင်းတမရအနူရာကူမာရာဒီဆာနာရာကီကပြောပါရယ်အင်ဒိုနီးရှားနိုင်ငံမှာတော့ရေကြီးရေရှမ်းမှုတွေဖြစ်ပွားပြီးနောက်ပျောက်ဆုံးနေသူ၄၀၀ကျော်ကိုကယ်ဆယ်ရေးသမားတွေကဆက်လက်ရှာဖွေနေပြီးအများစုမှာမြေပြိုမှုတွေအောက်မှာနစ်မြုပ်နေပွဲရှိတယ်လို့ယုံကြည်ရပါတယ်မိုးရွာသွန်းမှုကြောင့်ရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတပတ်နီးပါးအကြာမှာတော့ဆူမာဒရာကျွန်းမှာတည်ဆုံးသူဦးရေဟာ440ကျော်အထိမြင့်တက်လာကြောင်းအင်ဒိုနီးရှားအစိုးရကပြောပါရယ်အကူအညီတွေကိုလေကြောင်းနဲ့ရေကြောင်းမှတဆင့် ထိခိုက်ခံရတဲ့ဒေသတွေကိုပို့ပေးခဲ့ပြီးမယ်ကြီးရွာတချို့မှာတော့ထောက်ပံ့ကူညီရေးတွေမရရှိသေးပဲအသက်ရှင်ဖို့အစားအစာနဲ့ရေကိုအရေးပေါ်လိုအပ်နေပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းမှာတော့ရေကြီးရေလျှမ်းမှုတွေအတွင်သေဆုံးသူ190ကျော်အထိရှိလာပြီးဆောက်ကလာပြည်နယ်မှာ132ယောက်အထိသေဆုံးခဲ့ပါတယ်။ရေဘေးကြောင့်လူ100ကျော်ဒဏ်ရာရရှိခဲ့ပြီးမလေးရှားနဲ့ဖိလစ်ပိုင်တို့မှာလည်းရေဘေးကြောင့်လူသေဆုံးမှုတွေဖြစ်ပွားခဲ့ပါတယ်ရှင်။မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေဆက်မြောကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။